်လားလိုချင်နေကြတာပေးတယ်ဆိုဘာဖြစ်လဲဘုဘမာလူမျိုးတွေကရချင်တဲ့လူတွေဟုတ်လားအမေတကယ်တကယ်မြေပြင်မှာသူသူကငါဒုက္ခရောက်တယ်မရဘူးဆိုတော့ကို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 ပို့တိကြတာဟုတ်လားတသက်လုံးကဒီအိမ်ကြီးနဲ့နေလာပြီးတော့မှအခုကျမှသူများကိုလှုပ်ပေးတယ်လှုပ်ပေးတယ်ဆိုမှတော့ယူချင်ကြနေအောင်တကယ်ကိုပြိုပြက်သွားတဲ့သူတွေကိုချင်းစာရမယ်ဟုတ်လားတကယ်ကိုပြိုပြက်သွားတဲ့သူတွေကိုဘာဖြစ်လဲအရင်ဦးစားပေးရမယ်အေးဒါလေးပို့လာပြီဆိုရင်တော့မိမိတို့က ါကတော့မိမိတို့လည်းလာပါတော့ဟုတ်တယ်မလားဒီချိန်မှာဟာနင်းဆောက်ပေးလို့ငါလည်းယူမယ်ငါဆောက်ပေးလို့နင်းလည်းယူပါသွားတယ်မလုပ်ကြနဲ့တကယ်လိုအပ်မှာတကယ်လိုအပ်တဲ့နေတကယ်လိုအပ်ရတကယ်လိုပြီးရတယ်နော်အဲ့နောက်ပါအဲ့ဒီနေမှာတကယ်လားဟုတ်တယ်တော့ပါဟုတ်တယ်ဟုတ်လားတတိယစကားမလားမမမလားငလီဘေးတင်သူတွေအထက်65သိန်းတန်းနေကြအိမ်တွေကိုကိုရိုင်းဆောင်းလုပ်ပေးခဲ့တဲ့အိမ်တင်ကိုမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ အတင်ကိုကတော့ငလင်းပေးကြောင့်အိုးမဲအိမ်မဲဖြစ်ခဲ့ရသူများအတွက်မိမိရဲ့ငွေချေအချိန်နဲ့လှုပ်အားများကိုပြည်သူတွေအတွက်နေကြအိမ်များတိဆောက်ပေးခဲ့တဲ့စေတနာဝန်ထမ်းတအုပ်လည်းဖြစ်ပါတယ်။အတင်ကိုရဲ့လောက်ရကတော့လူမှုအကျိုးပြုလုပ်ငန်းများမှာစံနမူနာတစ်ခုအဖြစ်ရည်တည်နေပြီးလူသားချင်းစာနာမှုနဲ့အလှတရားကိုဖော်ဆောင်သွားခဲ့ရပဲဖြစ်ပါတယ်။အဒင်ကိုကတော့ငလင်တန်ခန်းစားရသူများအတွက်တအိမ်လေး65သိန်းတန်နေအိမ်များကိုကိုယ်တိုင်ပါဝင်ဆောက်လုပ်ပေးကြရပဲဖြစ်ပါတယ် ဘေးအန္တရာယ်ကြောင့်နေရစွန့်ခွာခဲ့ရသူများလည်းပြန်လည်နေရာချထားရင်းနဲ့လူနေမှုအဆင့်အတန်းမြင့်တင်ရင်းနဲ့မိမိရဲ့ကိုယ်ပိုင်အရင်းနှီးဖြင့်လူမှုအကျုံပြုလုပ်ငန်းများဆောင်ရွက်ခြင်းလိုအပ်နေသူများအားဒါရအထောက်ပံ့ပေးခြင်းနဲ့တိုက်ပြိုခံနေအိမ်တွေကိုလည်းကိုယ်ရင်ကိုကြအကုန်ကြခံတွားရောက်ကူညီပေးခဲ့တာပဲဖြစ်ပါအခုလိုပြည်သူတွေအတွက်အမှန်တကယ်လိုအပ်နေတဲ့နားခိုရအင်းလေးတစ်လုံးကို65သိန်းနဲ့အပီစီဆောက်လုပ်ပေးနေရကြောင်းချီကျူးခံနေရတာပဲဖြစ်ပါတယ် အွန်လိုင်းပေါ်ကပြည်သူများကြားမှာတော့တိမ်တောင်းချီရလာတဲ့အလွန်ငွေတွေကိုလူစုပြီးဝေပေးတာကဂျန်တော့အဖေတာလောက်တက်တယ်လို့လူပြောများနေခဲ့တာဖြစ်ပြီးအလွန်ငွေထက်နေထိုင်ဖို့အိမ်လေးအမှန်တကယ်ပြင်းပြလာအောင်ဖန်တီးပေးနိုင်တဲ့အေတင်ကိုကိုချီကျူသူတွေများနေခဲ့တာလည်းဖြစ်ပါတယ်။မိမတွေထက်ရင်ယောက်ျားတွေထိုင်ကုန်လောက်တယ်ဆိုတာမက်အေတင်ကိုကသက်သေပါပဲ။အိုးပြပြငလိထီးရဲ့အိမ်တွေကိုမဖြုံနိုင်လို့စိတ်တော်ကရှောက်နေတဲ့သူတွေကိုဒီစနေကြကြလမ်းမှန်ကမ်းမှန်နဲ့ပြည်သူတွေကိုလှုပ်ပေးလိုက်တာ ခုဆိုဖြိုးပြီးအိယာကနန်းလောက်ရောက်သွားခဲ့တဲ့အထိကိုကူညီနိုင်ခဲ့ပြီးအခုတခါမှလည်းလေးစရာအိမ်မှာဆောက်လုပ်လုပ်ရန်ခဲ့တာကြောင့်လူအများချီးကျူးစရာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အခုလိုပြည်သူတွေအတွက်စဉ်းစားပြီးလေးစရာအိမ်လေးတွေဆောက်လုပ်လုပ်ရန်ခဲ့တဲ့အေတင်ကိုအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကဲအမအိုးပါတို့အမတို့ဒါတမီးရောက်တဲ့နေမှာ အလူရှင်က ဥမောတော့ပင်ကြီးဘောနောတာမဟင်းသူရာချက်တာမောင်လင်းချက်မို့မိသားစုကနေပြီးတော့မှဘွားတို့ကိုလူတန်းတဲ့အိမ်လေးကပြီးမြောက်သွားပြီအဲ့တော့ဘွားတို့သမီးကသူတို့ရဲ့ကိုစားအလူရှင်တွေရဲ့ကိုစားဒီအိမ်လေးကိုအပ်လိုက်ပြီနော်ဟုတ်ကဲ့ဒီအိမ်နဲ့ပတ်သက်ပြီးတော့မှဘွားတို့ရင်ထဲကပြည်ပြည်စကားလေးကိုအလူရှင်လေးကြောင်းအောင်မျှဝေပြီးတော့ကျောင်းလိုက်ရတယ်ကျောင်းမှာကျန်တာပါစေအားလုံးကျောင်းမှာကျန်တာပါစေ ီတလာကန်မခေါ်တော့ကောသမုန်နဲ့ကောကတိုင်းတကနာတော့ကောတရံသာသနာကျိုးကိုကျိုးကျိုးနဲ့သာသနာကျိုးနဲ့ဒီဒီစကားအများကြီးပြနေပါစေကဲကျေးဇူးတင်ပါတယ်ကဲစိတ်ချမ်းသာလားစိတ်ချမ်းသာလားစိတ်ချမ်းသာပါညီမလေးအဲအဲနော်ကြည့်အစိုးအင်္ဂလိပ်ပြလာအောင်မယ်မိုက်တင်တို့ဆောက်လို့လူတန်းပေးနေတယ်မိုက်တင်တို့နဲ့အတူပေါ့နော်ခုနှစ်သားသမီးအပေါင်းကနေပြီးတော့မှအဲလူတန်းပေးနေတဲ့အင်္ဂလိပ်လေးလာဆိုရင်ဒါမိုက်တင်တို့ဒါဒါပါလဲ โอเคบ่เนาะโอเคပါတယ်ပတ်စားလဲโอเคလေးပေါ့เนาะဒါကတော့အမေကြီးလိုမြောက်တဲ့နေမဲ့အမေကြီးဒီလိုအိမ်လေးတွေဖြစ်ပါတယ်မိတင်လို့ဆောက်လို့လူတန်းတဲ့အိမ်လေးတွေကိုနေသားသမီးနဲ့အတူဆောက်လို့လူတန်းတဲ့အိမ်လေးတွေကတော့ဒီလိုအိမ်လေးတွေဖြစ်ပါတယ်ဒါကတော့ရန်ကုန်မြို့ကပ္ပိယကြီးဦးမိုးပေါ့เนาะကပ္ပိယကြီးဦးမိုးမိသားစုကနေပြီးတော့မှာ ဲဒီလို line ပေါ်မှာเนาะအရင်နာမည်ကြီးတဲ့ဦးဦးကြီးပေါ်เนาะအမြဲတမ်းအလူတွေဆိုတဲ့အမြဲတမ်းလုပ်တဲ့ဦးကနေပြီးတော့မှဒီအဖားတွေကိုစောင့်နေကြတဲ့အိမ်လေးဖြစ်တယ်เนาะဒီအိမ်ကြီးကတော့အဲနောက်ထပ်အလူရှင်နေဆက်ပြီးတော့မှလူတမ်းမဲ့အိမ်ကြီးရတယ်ဒီလိုအိမ်နေပါပဲเนาะအဲ့ဒါမဲ့တင်ဒါလေးကိုနမူနာရိုက်ပြတာပါအမှာပေါ့နော်ဟိုစားစရာစားစရာမရှိတာ စားစရာမရှိဘူးဆိုတာပေါ့နော်ရှာကြံပြီးစားကြလို့ရတယ်ပေါ့နော်နေစရာဟာအမတန်ရေးကြီးတယ်လူတယောက်မှနေစရာမရှိရင် အယံတော့ကများတာနော်အယံတော့ကများတာစားစရာမရှိတာထမင်းတလုတ်ကဘဲအိမ်တောင်းစာတောင်းစာစားလို့ရတယ်အဲ့တော့ဒီလိုငလင်ဘေးကြီးနဲ့ပတ်သက်ပြီးတော့မှပြက်စီးသွားတဲ့အိမ်တွေကိုမိမိရဲ့လက်လန်းမိတလောက်ပေါ့နော်မိမိရဲ့လက်လန်းမိတလောက်ပေါ့လူပေါင်းများစွာမကဲတင်နိုင်တာမိမိရဲ့လက်လန်းမိတလောက်မိသားစုတွေကိုဒီငလင်ဘေးကြောင့်ပြက်စီးသွားတဲ့အိမ်တွေပေါ့နော်အိမ်တွေဒီ ဒုက္ခတွေအမှန်တကယ်ရောက်တဲ့သူတွေကိုမိမိကဲတင်နိုင်တယ်လို့မိမိတို့ဘက်ကနေပြီးတော့မှအာဘယ်လိုခေါ်မလဲဘယ်လိုစကားပြောမလဲကွယ်ကဲတင်ပေးကြပါလို့เนาะထိထိရောက်ရောက်ကဲတင်ပေးကြပါလို့เนาะဒါဟာကဲတင်မှုအစ်စ်အမှန်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲဘဘာဟိုဘာတို့အမားတို့ဒါသားမီးရောက်တဲ့နေမှာ အလူရှင်ကဦးမိုးတော်ကင်ကင်အေးဟောเนาะသားမဟင်းသူရာချက် တာမောင်လင်းထံမှုမိသားစုကနေပြီးတော့မှဘွားတို့ကိုလူတန်းနဲ့အိမ်လေးကပြင်းမြောက်သွားပြီအဲ့တော့ဘွားတို့သမီးကသူတို့ရဲ့ကိုစားအလူရှင်တွေရဲ့ကိုစားဒီအိမ်လေးကိုအပ်လိုက်ပြီနော်ဟုတ်ကဲ့ဒီအိမ်နဲ့ပတ်သက်ပြီးတော့မှဘွားတို့ယင်ထဲကပီပီစကားလေးကိုအလူရှင်လေးကြောင်းအောင်မျှဝေပြီးတော့ကျောင်းလိုက်ညာကျမ်းမှာကျမ်းနာပါစေအားလုံးကျမ်းမှာကျမ်းနာပါစေဒီကြလကဲခေါ်လို့ကိုယ်တော်မနဲ့ကိုတတ်တိုင်းတတ်နာလို့ဘောတော်ကသာသနာ့ကိုကျေးဇူးတော်သာသနာ့ ပြည်ပြည်စကားအများကြီးပြည်နိုင်ပါစေ။ကဲကျေးဇူးတင်ပါတယ်။ကဲစိတ်ချမ်းသာလား။စိတ်ချမ်းသာလားစိတ်ချမ်းသာပါညီမလေးအဲနော်ကဲဆိုအိမ်လေးပြလာအောင်မိုက်တင်တို့ဆောက်လို့လူတန်းပေးနေတယ်မိုက်တင်တို့နဲ့အတူပေါ့နော်ခုနှစ်တန်းသမီးအပေါင်းကနေပြီးတော့မှအာလူတန်းပေးနေတဲ့အိမ်လေးတွေအရဆိုရင်ဒါမိုက်တင်တို့ဒါဒါပါလဲအုတ်ကဲအုတ်အုတ်ခင်းပေါ့နော်အုတ်ခင်းပါတယ်ပတ်ချာလဲအုတ်ခင်းလေးပေါ့နော်ဒါကတော့အမေကြီးလိုမြောက်တဲ့နေမယ့်အိမ်ကြီးဒီလိုအိမ်လေးတွေဖြစ်ပါတယ်မိုက်တင်တို့ဆောက်လို့လူတန်းတဲ့အိမ်လေး နေသားသမီးနဲ့အတူဆောက်လို့လူတန်းတဲ့အိမ်လေးတွေကတော့ဒီလိုအိမ်လေးတွေဖြစ်ပါတယ်ဒါကတော့ရန်ကုန်မြို့ကပိယကြီးဦးမိုးပေါ့နော်ကပိယကြီးဦးမိုးမိသားစုကနေပြီးတော့မှအဲ့ဒီလိုလိုင်းပေါ်မှာเนาะအရန်နာမည်ကြီးတဲ့ဦးဦးကြီးပေါ့เนาะအမြဲတမ်းအလူတွေဆိုတဲ့အမြဲတမ်းလုပ်တဲ့ဦးကနေပြီးတော့မှဒီအပားကိုစောင့်နေလူတန်းတဲ့အိမ်လေးဖြစ်တယ်เนาะဒီအိမ်ကြီးကတော့အဲနောက်ထပ်အလူရှင်နေဆက်ပြီးတော့မှလူတန်းမဲ့အိမ်ကြီးရတယ်ဒီလိုအိမ်လေးပါပဲเนาะအဲ့ဒါမဲ့အရင်ဒါလေးကိုနမူနာရိုက်ပြတာပါနောက်မှာပေါ့เนาะဟိုစားစရာက စားစရာမရှိတာ စားစရာမရှိဘူးဆိုတာပေါ့နော်ရှာကြံပြီးစားကြလို့ရတယ်ပေါ့နော်နေစရာဟာအမတန်ရေးကြီးတယ်လူတယောက်မှနေစရာမရှိအရန်အရန်တော့ကများတာနော်အရန်တော့ကများစားစရာမရှိတာထမင်းတလုတ်ကဘဲအိမ်တောင်းစာတောင်းစာစားလို့ရတယ်အဲ့တော့ဒီလိုငလင်ဘေးကြီးနဲ့ပတ်သက်ပြီးတော့မှဖြက်စည်းသွားတဲ့အိမ်တွေကိုမိမိရဲ့လက်လန်းမိသလောက်ပေါ့နော်မိမိရဲ့လက်လန်းမိသလောက်ပေါ့ လူပေါင်းများစွာမကဲတင်နိုင်တော့မိမိရဲ့လက်လန်းမိသလားမိသားစုတွေကိုဒီငလင်ပေးကြပျက်စီးသွားတဲ့အိမ်တွေပေါ့နော်အိမ်တွေဒီဒုက္ခတွေအမှန်တကယ်ရောက်တဲ့သူတွေကိုမိမိကဲတင်နိုင်သလားမိမိတို့ဘက်ကနေပြီးတော့မှအာဘယ်လိုခေါ်မလဲဘယ်လိုစကားပြောမလဲကွယ်ကဲတင်ပေးကြပါလို့နော်ထိထိရောက်ရောက်ကဲတင်ပေးကြပါလို့နော်ဒါဟာကဲတင်မှုအစစ်အမှန်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်